မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့အော်တိုဘာလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုတိုင်တောင်ကိုလေတပ်ကို short တိုက်ဒုံးနဲ့ပြစ်ခတ်ခဲ့ရ short တိုက်ဒုံးဟာလေရင်တိုးလောင်ယုံကိုကြားရောက်ပောက်ကွဲပြီးတော့ရဟတ်ရဲတစည်းနဲ့ Wi-Fi လေရင်တစည်းပြစည်းက လေတပ်ဘက်ကစစ်တီ၄ဦးတိတ်ဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ20ရက်နေ့ည7:23မိနစ်ခန့်အချိန်မှာအကြမ်းမဆက်တဲ့ရဲတောင်ကုန်မြို့မှာရှိတဲ့တောင်ကုန်လေတပ်စခန်းအတွင်းကိုတရခွန်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့နှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်လိုက်တဲ့ရှော့တိုက်တုံးနှလုံးတွေကတစ်လုံးဟာမော်တော်ယာဉ်ဂိုဒေါင်ဘော်ကိုကျက်ရောက်ပြီးတော့နောက်တစ်လုံးဟာ လေးရင်တိုးလောင်ရုံပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာမကြခင်မှာပဲအရေးပေါ်လူနာတင်က၃စီလေတာထဲကိုဝင်းရောက်သွားပြီးတော့လူနာများကိုတည်ယူသွားခဲ့တယ်လို့သိရပါဗျ။လေတာအရာရှိ၂ဦးနဲ့အခြားအဆင့်စစ်တီ၆ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးတော့အခြားအဆင့်စစ်တီ၄ဦးသေဆုံးသွားတယ်လို့သိရပါဗျ။လေရင်တိုးလောင်ရုံကိုရှော့တိုက်တုံးထိမှန်တဲ့အတော့လေရင်ထိခိုက်ပျက်စီးမှုအနေနဲ့ရဟတ်ရင်တစည်းရဲ့ဒလတ်နဲ့မှန်ကွဲသွားပြီးတော့နောက်အမီးပိုင်းမှာတုံးစားလို့မရတော့အောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ ဘုံကျဲလေရင် wine trough လေရင်တစည်းလဲတုံးလို့မရအောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ခွေးက၅စီးနဲ့ short တိုက်ထုံးနဲ့ပြစ်တယ်လို့သူတို့ထင်တဲ့နေရာတွေကိုပတ်ရှာနေပါတယ်အဖမ်းစီးသတင်းတော့မကြရသေးပါဘူးကျွန်တော်တို့ရဲဘော်တွေဘေးကင်းပါတယ်မြေမြန်မာကန္နာအသီးသီးကနေပြီးတော့ပူပေါင်းပါဝင်ပေးခဲ့ကြတယ်မဟာမိတ်အဖွဲ့များအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်း6ဦးမြို့နယ်မုံရွာမန္တလေးလမ်းမကြီးပေါ်မှာမိုင်းရှင်းနေတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ20ရက်နေ့မနက်8:30မိနစ်ခန့်မှာနယ်ရေကန်စစ်တပ်ဂိတ်ကရေပိုးစားဘက်ကိုထွက်လာတဲ့စစ်သားအယောက်30ခန်းဟာတော်လိုင်းတပ်ဖွဲ့များ လမ်းပိုင်းတစ်လျှောက်မှာထောင်ထားတဲ့မိုင်းများကိုရှင်းလင်းနေတဲ့အချိန်ပရိသတ်မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာမိုင်းရှင်းလင်းနေတဲ့စစ်သား၄ဦးထိမှန်ခဲ့ပြီးတော့စစ်သားတအုပ်ကတော့ပွဲချင်းပြီးတေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူတအူးလဲထမှန်တေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကျန်တဲ့နှစ်ဦးဟာလဲ6နောက်မှာပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းတွေကတကယ်တမ်းကကားတန်းကိုဆွဲဖို့ထောင်ထားတာမိုင်းရှာထွက်လာတာနဲ့မိုင်းတွေအကုန်လုံးကိုစစ်ခွေးတွေကတွေ့သွားတော့မတက်နိုင်တဲ့အဆုံးခွဲပြစ်လိုက်ရတာစစ်ခွေးတစ်ကောင်ကတော့ပွဲချင်းပြီးပဲသေးတယ်နောက်တစ်ကောင်ကတော့ပြင်းထန်ဒဏ်ရာနဲ့ထပ်သေးတယ် ပွဲပြည်ပြီးတည်သွားတဲ့စစ်ခွေးတကောင်ကိုနိုင်ငံဂိတ်မှာပဲမြေမြုပ်လိုက်တယ်လို့သိရတယ်လို့ People's Defense Force စောက်မုံရွာတပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိတဲ့ဒေါင်ကာရန်ကပြောကြားတာပါလေ။မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်အထိနာသွားတဲ့အကြမ်းဖက်စစ်သားများဟာလက်နက်ကြီးလက်နက်ငယ်များနဲ့ဒရဆက်ရန်တပ်ပစ်ခတ်ခဲ့တော့လေ။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်၁၁တိုင်ရင် People's Defense Force စောက်မုံရွာຫນွေဦးလူငယ် People's Defense Force တော်သားကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ Pandagram Venom Revolution Force, Shining Star Local Defense Force, မြင်းမှု Local Defense Force နဲ့မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလားတူပဲမကွေးတိုင်းရေစကြုံမြို့အခြေစိုက်ခလာရ25ခွန်တိုက်ရင်ကမြန်မြို့နယ်လင်းကတော့နယ်မြေရဲစခန်းကိုရိတ်ခါပို့ရန်သွားတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှုတ်အပြင်းထန်တဲ့ရရှိခဲ့ကြောင်းရေစကြုံပကဖကတာဝန်ရှိသူကပြောကြားထားပါတယ်။ အောက်တိုဘာလ18ရက်နေ့မနက်အစောပိုင်းကရေစကြိုမြို့ခလိုက်ရ25ခေါ်တရင်အတွင်းမှာလူစုပြီးတော့အင်အား80ခန်းနဲ့မြန်မြို့နယ်လင်းကတော်နယ်မြေရဲစခန်းကိုရိတ်ခါပို့ရန်ထွက်လာတဲ့အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုမနက်6နာရီအချိန်မှာရေစကြိုမြို့နယ်တာစီရေစင်ရုံအနီးအရောက်မှာအသင့်ထောင်ထားတဲ့မိုင်းများနဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိပြီးတော့ထမ်းစစ်များနဲ့တေဆောင်သွားရတယ်လို့သိရပါဗျာ။ ခလိုက်ရနှင်းငါးခွန်ထဲမှာလူစုပြီးတော့မနက်အစောပိုင်းထွက်လာတာကျွန်တော်တို့ကတာစီရေစင်ရုံအနီးမှာမိုင်းဆွဲလိုက်တာမိုင်းဆွဲလိုက်တော့လင်းကတော့ကိုချက်ချင်းမသွားတော့ပဲဇီးတော့မှာညဝင်အိတ်တယ် 0ကိုညဝင်အိပ်ပြီးတော့2နာရီလောက်ကြမှ0ကနေဆက်ထွက်သွားတာလင်းကတော့ကိုတော့မနေ့ကညနေ9နာရီလောက်မှရောက်သွားတယ်ဒဏ်ရာရတဲ့စစ်ခွေးနှစ်ဦးကိုတော့ခါလိုက်ရနှင်းကားခွန်တက်သေးကိုထန်းစင်နဲ့တဲသွားတယ်လို့ရေစကြုံပကဖတောင်းရှိသူကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုကိုရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်ကြောက်ကောချေးရွာကနေဘိမ့်မြို့ကိုသွားတဲ့လူရေ80နီးပါးလိုက်ပါလာတဲ့ခရီးတက်တင်လှေဟာမနေ့ကညပိုင်းကလှိုင်းကြီးလှေထန်ပြီးမြင့်မြုပ်သွားခဲ့ရာလူ9ဦးရဲ့အလောင်းတွေကိုသာဆယ်ယူနိုင်ခဲ့ပြီးတော့အများစုဟာပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ခရီးတက်တင်လှေပေါ်မှာလိုက်ပါလာသူများဟာသတင်းချုပ်ကာလပလောမြို့နယ်မှာရှိတဲ့နေအိမ်ကိုခဏပြန်လာကြပြီးတော့အော်တိုဘားလ22ရက်နေ့တနင်္လာနေ့ထိုင်းနိုင်ငံဘက်ကိုပြန်တက်မဲ့သူများစစ်ဘေးရှောင်များ တရင်ကျောင်းကျောင်းပိတ်ရအိမ်ပြန်လာကြတဲ့ကျောင်းသူကျောင်းသားများပါဝင်တယ်လို့သိရပါတယ်။လေဟာညာပိုင်းထွက်ခွာခဲ့ခြင်းဖြစ်ပြီးတော့ထွက်ခွာခဲ့ပြီးတဲ့နောက်15မိနစ်အကြာမှာပဲနင်းမြုပ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။စတင်ထွက်ခွာတဲ့အချိန်မှာလေပေါ်မှာလိုက်ပါလာသူတအုပ်ကလိုင်းနေအရန်ကြီးပြီးတော့လေတွေအရန်တိုက်ပြီးလေကလူးနေတယ်ဆိုပြီးတော့မိသားစုထံကိုဖုန်းဆက်သွယ်ပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ ခဏဦးရဲ့အလောင်းကိုတော့ရပြီလို့ပြောတယ်။လေသမားတွေပြောတာကတော့20လောက်ကတော့အလောင်းတွေ့ပြီလို့လည်းပြောတယ်။ကျွန်တော်ညီရဲ့အလောင်းကတော့မရသေးဘူးလို့ပျောက်ဆုံးနေတဲ့သူတို့ရဲ့မိသားစုဝင်ကပြောဆိုခဲ့ပါတယ်။မြင့်မြုပ်သွားတဲ့လေဟာဥဝင်းရှိပိုင်ဆိုင်တဲ့ခီးသည်တင်လေဖြစ်ပြီးတော့ပလာမျိုးကစေဘေးရှောင်များကဘိမျိုးဘက်ကိုစေဘေးရှောင်ရန်စီးနေလာကြခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိဘင်္ဂလားပင်လယ်အော်မှာလေဖီအားနဲ့ဆဲဟာပုံမအားကောင်းလာနိုင်ကလာမဲ့6နာရီအတွင်းလေဖီအားနဲ့ရဝန်း low pressure area အဖြစ်တဲ့၎င်း အဲ့ဒီကမှတဆင်အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ပြီးတော့ရွေလျားနိုင်ကြောင်းသိရှိရပါတယ်။အော်တိုဘားလာ22ရက်နေ့မှာမုံတိုင်းငယ် depression အဖြစ်တို့၎င်းအော်တိုဘားလာ23ရက်နေ့ဘင်္ဂလားပင်လယ်အော်အရှိအလဲပိုင်းမှာ cyclone မုံတိုင်း cyclone storm အဖြစ်နဲ့၎င်းရောက်ရှိနိုင်တယ်လို့သိရပါတယ်။မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေးပြင်းများကြက်ရောက်ပြီးတော့လှိုင်းကြီးမှာဖြစ်ကြောင်းမိုးတက်လေးပြင်းကြဆင်းရေပြင်းမြေပြင်းတွေဟာ တနအီကိုမိုင်40အထိကိုတိုက်ခတ်နိုင်တယ်လို့သိရပါတယ်။လိုင်းအမြင့်ဟာမြမကန်ရန်တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာကိုးပေကနေ17ပေအထိရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးဦးစီးဌာနကဒီကနေ့မနက်ပိုင်း3ပေချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာမနေ့ကညပိုင်းကတညလုံးမိုးတဲထန်စွာရွာသွန်းတဲ့အတွက်တမျိုးလုံးဒီကနေ့မနက်ပိုင်းအထိရေကြီးရေရှမ်းမှုများဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညပိုင်းကနေပြီးတော့ဒီကနေ့အော်တိုဘာလ22ရက်နေ့အထိမိုးတဲထန်စွာရွာသွန်းတဲ့အတွက်မနက်၄နာရီကစတင်ပြီးတော့မရန်ကုန်မြို့နယ်၊တင်ငန်းကျွန်းမြို့နယ်၊တကုံမြို့တဲ့မြောက်ပိုင်း၊လာတာမြို့နယ်၊တောင်းကလာပါမြို့နယ်၊ကမာရွတ်မြို့နယ်၊တာမွေမြို့နယ်အပါအဝင်မြို့နယ်အများစုမှာရေကြီးရေရှမ်းမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။အခုကားနဲ့ရှောက်ကြည့်တာတော့တမိုင်းလ န်းဆုံးရွာမခွေလာတာမျိုးတွေပဲမြောက်တကုံဘေးလီတရားအစင်းအင်းစိန်ပန်းညာနေနားမှာရေကြီးနေပါတယ် ော်တော်များများနေရာဒီမှာရေရှမ်းနေတာဘရင်တော်ပွဲရုံဘက်အချမ်းမှာလည်းရေကြီးပေမဲ့ကားတွေတော့သွားလို့ရသေးတယ်တချို့အနေမိုင်းတွေတော့ကားသေးတွေသွားလို့မရတော့ဘူးကားကြီးတွေပဲသွားလို့ရတော့တယ်မိုးအယံရွာတာကြောင့်ရေတွေတင်ကုန်တာမြောင်းစနစ်ကလည်းတိမ်မကောင်းတော့ရေကတော်တော်နဲ့မဆင်းဘူးမိုးကတော့တဖွဲဖွဲရွာနေတုံးပဲလို့ရန်ကုန်မြို့ကတက္ကစီရင်မောင်းတို့ကရှင်းပြထားပါတယ်လက်ရှိလေဖီအာနယ်ဆောနဲ့ဖြစ်ပေါ်လာနိုင်တဲ့လေဖီအာနယ်ရဝန်တို့ရဲ့အရှိန်ကြောင့်ဒီကနေ့မနက်ကနေအော်တိုဝါလာ24ရက်နေ့အတွင်းနေပြည်တော်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး ီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေပြီးတော့နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးတချို့ဒေသများမှာဒေသလိုက်မိုးကြီးခြင်းနေရာကွက်ပြီးမိုးကြီးခြင်းများနဲ့အတူလေပြင်းတိုက်ခိုက်မှုများလည်းဖြစ်ပေါ်လာနိုင်တယ်လို့သတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဖားဝတ်ချောင်းကျေးရွာကိုဒီကနေ့မနက်အစောပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချခဲ့ရာပြည်သူ9ဦးသေဆုံးပြီး14ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ21ရက်နေ့မနက်10:30မိနစ်အချိန်မှာအကြမ်းဖက်စစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ရာအပြစ်မဲ့ပြည်သူ9ဦးသေဆုံးပြီး14ဦးထက်မနည်းအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲချမှုကြောင့်သေဆုံးသူများဟာ မောင်တော်မြို့နယ်ဖားဝက်ချောင်းကျေးရွာကအသက်58နှစ်အရွယ်ဒေါ်လတ်လာအေးအသက်26နှစ်အရွယ်မတ်တီရာအသက်26နှစ်အရွယ်ကိုနေစောဦးအသက်20အရွယ်မောင်မောင်သိန်းနယ်အသက်26နှစ်အရွယ်မအေးအောင်လို့ဖြစ်တယ်လို့သိရပါတယ်။ပေါင်900ဘုံးနဲ့ကျဲချောင်းမှုကြောင့်ပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးကျန်းတဲ့2ဦးကတော့စေကူတမှုခံယူနေတဲ့အချိန်တိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဘုံးချရောက်ပောက်ကွဲမှုကြောင့်ဖားဝက်ချောင်းကျေးရွာကလူနေအိမ်၃လုံးကားတစ်စီးနဲ့ ၃ဘိန်းတစ်စီးလည်းပျက်စီးသွားတယ်လို့သိရပါဗျ။ရန်ကုန်မှာရောက်ရှိနေတဲ့ ရခိုင်ဒေသသတင်းအမိတခုကတော့လက်ရှိရခိုင်မှာစစ်ကောင်စီကဖုန်းလိုင်းများနဲ့အင်တာနက်လိုင်းများကိုဖျက်တောက်ထားတဲ့အတွက်အခြေအနေအသေးစိတ်ကိုတော့မသိရှိရဘဲ ABM အပါအဝင်ဂျိုလူအင်တာနက်အသုံးပြုနေတဲ့ဒေသသတင်းအမိများရဲ့သတင်းဖော်ပြမှုများကိုသာစောင့်ကြည့်နေရတယ်လို့သိရပါတယ်။ရခိုင်ကစစ်ဘေးရှောင်ပြည်သူများဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုနေ့စဉ်စိုးရိမ်နေရတဲ့အပြင်အလုတ်ကိုင်းစားနေရိတ်ခါစီးဝါနဲ့ကြမ်းမာရေးစောင့်ရှောက်မှုများလိုအပ်ချက်အလွန်ကြီးမားနေတယ်လို့တုံ့တက်ပြောဆိုထားပါတယ်။ Starlink ရှိတဲ့နေရာတွေပဲ internet ရတယ်။ကျန်တဲ့နေရာတွေကတော့ဘာမှသုံးလို့မရဘူး။ Starlink ကလည်းတက်မတော်ရဲ့ခွင့်ပြုချက်လိုတယ်လို့ပြောတယ်။မိသားစုနဲ့ကတော့အဆက်အသွယ်ပြတ်နေတာတော်တော်ကိုကြာနေပါပြီလို့ရန်ကုန်မှာရှိတဲ့ရခိုင်ဒေသသတင်းရင်းမြစ်ကရှင်းလင်းပြောဆိုထားပါရယ်။လက်ရှိရခိုင်ဒေသကနေရန်ကုန်အပါအဝင်အခြားသောမြို့ပြဒေသများကိုမြေပြင်ကနေထွက်ခွာရန်ကြိုးစားတဲ့သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလက်ငွေယူပြီးတော့ခွင့်ပြုမှုများရှိနေပြီးအနည်းဆုံး9ရက်ခန့်ကြာမြင့်စွာခရီးသွားရတယ်လို့ မကြမီကစစ်တွေမျိုးကနေထွက်ခွာလာနိုင်တဲ့ရခိုင်တိုင်းရင်းသားတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ